အောက်စည်းကုန်းရွာလေးကျောင်းတိုက်ခိုက်ခံရမှုမှာ9လသားအရွယ်ကလေးအပါဝင်၄ဦးထိခိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်၏လေးကျောင်းတိုက်ခိုက်မှုကြောင့်စင်ကူးမြို့နယ်ရှိအောက်စည်းကုန်းကျေးရွာမှာလသားငယ်ကလေးအပါဝင်ပြည်သူလေးဦးကထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ဦးလင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းတာဝန်ခံကရက်ဘီကော့သတင်းဌာနကိုယမန်နေ့ညနေပိုင်းတွင်ပြောကြားခဲ့ပါလေ။ယမန်နေ့ဧပြီလ27ရက်နေ့ ညနေ3:00နာရီခွဲခန့်တွင်အကြမ်းဖက်စစ်တပ်ကစင်ကူးမြို့နယ်ရှိ အောက်စည်းကုန်းကျွော်ကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်ပါလေ။ဒီတိုက်ခိုက်မှုမှာအသက်9လသာအရွယ်ကလေးအပါဝင်4ဦးကထိခိုက်ခဲ့တာဖြစ်ပြီးထိခိုက်သူများအနက်အသက်60ဝန်းကျင်အမျိုးသမီးကပြင်းထန်ဒဏ်ရာရရှိပြီးကျန်လူများကမစိုးရိမ်ရပဲဒဏ်ရာရရှိကြောင်းပြည်ဦးဝင်ခရိုင်သတင်းတာဝန်ခံကပြောဆိုခဲ့ပါတယ်။ ထားအပြင်အမွေးတရိတ်ဆန်များဖြစ်တဲ့ဝက်လေးကောင်နဲ့နွားတစ်ကောင်တည်ဆုံးပြီးနေအိမ်သုံးလုံးပျက်စီးခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကပြီးခဲ့တဲ့မလ28ရက်နေ့တွင်ပြင်းထန်တဲ့ငလေးလှုပ်ပြီးနောက်ပိုင်းမှာမြန်မာနိုင်ငံရှိစကိုင်းတိုင်းနဲ့မန္တလေးတိုင်းတို့ကိုလေကြောင်းတိုက်ခိုက်မှုကိုရှိန်မြင့်လှုပ်ဆောင်နေတာကြောင့်အရက်သားထိခိုက်တည်ဆုံးမှုတွေမြင့်တက်လျက်ရှိနေပါတယ်။